လမ်းတိုင်းဟာယောမကိုဥတည်နေတယ်။လမ်းတိုင်းကယောမကိုဥတည်နေတယ်။ All roads lead to Rome ဆိုတဲ့စကားစုကတော့ရှေခေယောမအင်ပါယာရဲ့အမကန်လန်းကွန်ရဲ့စနစ်ကိုရည်ညွှန်းပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ယောမတွေဟာလမ်းပန်းဆက်သွယ်ရေးကိုအရေးကြီးတဲ့မဟာဗျူဟာတစ်ခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ယောမလမ်းမကြီးတွေရဲ့သမိုင်းကိုပြန်ကြည့်ရင် BC 312ခုနှစ်လောက်မှာ Via Appia လို့ခေါ်တဲ့ပထမဆုံးကြောက်ခင်လမ်းမကြီးကိုစတင်တည်ဆောက်ခဲ့ပါတယ်။ဒီလမ်းမကြီးကိုလမ်းမတွေရဲ့ဘယင်လို့တောင်ခေါ်ကြပါတယ်။ဒီလမ်းမကြီးကရောမမြို့ကနေ တောင်ဘက်က Brindisi စိတ်ကံမြို့ထိတွက်တန်းထားတာပါ။နောက်ပိုင်းမှာရောမအင်ပါယာတခွင်လမ်းမကြီးတွေချိတ်ဆက်မိတဲ့ ကွန်ရက်တစ်ခုလုံးဖြစ်လာခဲ့ပါတယ်။ယောမလန်းတွေရဲ့တိဆောက်ပုံကတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။လန်းတွေကိုအလွှာလိုက်တိဆောက်ထားတာပါ။အောက်ဆုံးအလွှာမှာတဲနေကြောက်စရစ်ခဲတွေဒုတိယအလွှာမှာကြောက်တုံသေးတွေတတိယအလွှာမှာကွန်ကရစ်လိုအမကန်ပစ္စည်းတွေအပေါ်ဆုံးအလွှာမှာ ပြားပြီးညင်ညာတဲ့ကြောက်ပြားကြီးတွေနဲ့ခင်းထားတာပါ။ ဒီလိုခိုင်ခက်အောင်တိစောက်ထားတာကြောင့်နှစ်ပေါင်း2000ကျော်ကြာတဲ့အထိယနေ့ခေတ်မှာတောင် တချို့နေရာတွေမှာကျန်ရှိနေပါသေးတယ်။ရောမလန်းတွေရဲ့အဓိကရည်ရွယ်ချက်တွေကတော့စစ်တပ်တွေအလွယ်တကူရွှေ့ပြောင်းသွားလာနိုင်ဖို့ကုန်သွယ်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့စာဘူးလုပ်ငန်းတွေမြန်ဆန်ချောမွေ့ဖို့ခီးသွားလာရေးလွယ်ကူအဆင်ပြေစေဖို့စတာတွေပါ။ ရောမလန်းတွေမှာဒုကြချက်တွေအများကြီးရှိပါတယ်။လမ်းတွေပေါ်မှာမိုင်းတိုင်တွေစိုက်ထူထားပြီးရောမမျိုးနဲ့အကွာဝေးကိုဖော်ပြထားပါတယ်။လမ်းဘေးတွေမှာတဲခိုကန်းတွေ၊မြင်းလှဲလှဲစကန်းတွေ၊ရေတွင်းရေကန်းတွေစနစ်တကျထားရှိပါတယ်။လမ်းတွေကိုရေနှုတ်မြောင်စနစ်တွေနဲ့တွဲဖက်တိဆောက်ထားတာမို့မိုးရွာရင်လည်းရေမနေပါဘူး။ယောမအိမ်ပါရာဟာဒီလိုစနစ်ကြပြီးခိုင်ခန့်နေလမ်းပန်းဆက်သွေးကြီးကွန်ရက်ကြောင့ နေမြေခြေပြန်းတဲ့အင်ပါယာကြီးကိုထိမ့်ချုပ်နိုင်ခဲ့တာပါ။ဥရောပတိုင်းအာဖရိကမြောက်ပိုင်းအရှေ့လယ်ပိုင်းကနေမြေတွေကိုအုပ်ချုပ်ရတာလွယ်ကူစေခဲ့ပါတယ်။ဒီလမ်းတွေဟာရှေးခေတ်အင်ဂျင်နီယာပညာရဲ့အောင်မြင်မှုတစ်ခုအဖြစ်ယနေ့ထိတိုင်အသိမှတ်ပြုခံနေရပါတယ်။ဒီလမ်းတွေရဲ့အမွေအနှစ်ကယနေ့ခေတ်ထိတည်ရောက်မှုရှိနေပါသေးတယ်။ဥပမာ ယူရိုပါတိုက်ကခစ်သက်အဝေးပြေးလမ်းမကြီးအများပြားဟာ ရှေယိုယောမလမ်းမကြီးတွေရဲ့လမ်းကြောင်းအတိုင်းတည်ဆောက်ထားတာတွေ့ရပါတယ်။လမ်းတိုင်းကယောမကိုဥတည်နေတဲ့ဆိုတဲ့စကားဟာယောမအင်ပါယာရဲ့အင်အားကြီးမားမှု စနစ်ချမှုနဲ့ခစ်မိတဲ့အတွေးခေါ်တွေကို ပြသနေတဲ့သက်သေတစ်ခုပဲဖြစ်ပါတယ်။ဒါပြင်ခစ်သက်မှာလည်းအရေးကြီးတဲ့မြို့ကြီးတွေဟာကားမွန်တဲ့လမ်းပန်းဆက်သွယ်ရေးစနစ်လိုအပ်တယ်။ ဆိုတဲ့သင်ခန်းစာကိုလည်းပေးခဲ့ပါတယ်။ဒုတာစီတီပရှုတင်ဆက်သူစိတ်မများစေ။လူချင်းမျိုးအချင်းပင်နာရှင်မှုအတွက် SS Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်။ 两张下小猫个屋顶。